အားလုံးပဲမင်္ဂလာပါများဆိုင်းလန်တရေဌာနမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့တာသမီတွေကိုတာကိုမိဘကိုယ်တိုင်ကဖုံးဖိကာွယ်ပေးတဲ့ဖြစ်စဉ်တစ်ခုကိုတင်ပြလာတဲ့ကိုယ်တိုင်ကြုံတွေ့ရတဲ့မင်္ဂလီတူရဲ့ရုပ်သံဖိုင်လေးကိုပြန်လည်ပြဝေပေးလိုက်ပါရခင်ဗျာဒါမှမင်္ဂလီဟာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းလန်တရေဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ လဲတမီးအဲအောက်ထဲကိုလွင့်ပြတာအများကြီးကြီးဒါကြီးလက်ဒါလက်ဒီပါလာအေးအဲကျွန်တော်ပြဆိုင်အထဲမှာရှိတဲ့ဟိုဟာကြီးရှိသေးလားမသိဘူးရှိတော့မှာပုံဒါမှမရှိဘူးရှိတော့မှာပုံဒါမှမရှိတော့အဲ့ဒီလာပေးရမနေ့ကတရင်ကျော်လာပြီးတော့တရရနေကျွန်မလောက်တရလဲပိတ်တယ်ဆိုတော့ဒါမဲ့ကျွန်မအလုပ်ရှိရဆိုပြီးအေးတရအောင်နေခဲနှစ်နာအာ၃နာရီလောက်ဆင်းသွားဆင်းသွားပြီးတော့ပြန်လာရဲ့အချိန်မှာ အိမ်ဟာပွားပြောင်ခန့်တယ်အိမ်ထဲကိုဖွင့်ကြည့်လိုက်တော့အဲ့ဒါကထားခဲ့တဲ့ပုံစံမဟုတ်ဘူးခြေကလက်ရပြန်မသိသေးဆိုတော့ခန်းထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာဒန်လော့ပေါ်တန်တာရုပ်တည်မရှိတော့ဘူးဒါနဲ့ကျွန်မကမန်တင်ကုန်နဲ့ဗီဒီယိုနဲ့တွေ့ရရှိတော့အဲ့မှာကျွန်မလှုပ်ဝက်လက်စားရထားတာအဲ့လည်းမရှိတော့ဖြတ်စည်းသွားတယ်တချို့ဘာရောကြံခဲ့ကလစ်တွေလည်းပါသွားတယ်နောက်အရှိစင်ပုံမှာကျွန်မမုံနေအိမ်မှာပိုက်စားတတော်မုံနေတင်လာတယ်ဟုတ်ဆိုချောက်ထုတ်တီရောဖြော်ရည်ဘူးတွေကနှုတ်ဘူးရောအကုန်လုံးယူသွားတယ် နောက်ညီမလေးခန်းထဲကပြည့်စရာလေကိုခန်းထဲကိုရောက်နေတယ်ကဲဒီလောက်ဆိုတော့တေးချပြီအဲ့နဲ့မန်တင်ကုန်ကြည့်လိုက်တယ်ဖွာထားတယ်ဖြည့်စရာတယ်ဟုတ်ပြီဒါဆလို့ရှင်တော့တေးချတယ်ငါဒီပြည့်စည်တွေကိုငါမထိသေးဘူးဒေလို့စားချင်ရမယ်ဒါမဲ့ထားလိုက်တယ်ဒါမဲ့ကျမအရှိမထွက်ပြီးတော့អော်ရဲ့အချိန်မှာကျမအိမ်နဲ့မျက်ဆောင်ထိုးအိမ်ကကလေးတွေရှိတယ်အဲ့ကလေးတွေကသူ့အိမ်ကနေပြီးတော့အယုတ်ကိုကျမအိမ်ရဲ့အရှိမရှိရဲ့ချုံမုတ်တော့ပြစ်လိုက်တာကျမမြင်တယ် တော့အရှိရကလည်းဘေးအိမ်အမကြီးကပြောတယ်တော့ရတကားပတ်တာတွေကိုရိုက်ချိုးသွားတယ်ပြီးတော့အထက်အရုပ်တွေကိုယူသွားတယ်ဆိုတော့သူ့အိမ်မှာတော့တံပိုးကြီးပြည့်စင်မရှိဘူးပါလေအဲ့တော့အရုပ်ယူသွားတယ်ဆိုတော့ဒါကလေးဆိုတော့ကိုကတိပြီးသားဘူးအခုအရုပ်ပြည့်လာတော့လေခေချာမြင်သွားပြီမြင်တော့ကျမဘာလုပ်လဲဆိုတော့အဲ့ channel ကိုတော့ကြည့်တယ်အဲ့ဒီတော့တကယ်ပဲကျမပျောက်သွားရေအဲ့ channel မှာရောင်းနေတယ်အဲ့ဒါနဲ့ဒါပေမဲ့ပျောက်သွားတဲ့အရုပ်ကတော့၄ခုတံပိုးအဖြစ်ဆိုလို့ရှိရင်၄ခု၅ခုဟုတ်တယ် အယုတ်၅ခုလေးခုတော့မဟုတ်ဘူး၅ခုလောက်ရှိတယ်အဲအယုတ်၅ခုပျောက်တယ်ရွှေဆက်ချိုးတစ်ခွင်းတစ်ခုံးပျောက်တယ်ရွှေလက်ဆက်တစ်ခုံးရွှေလက်ဆက်တစ်ခွင်းပျောက်တယ်ဝင်လက်ဆက်၄ခွင်းပျောက်တယ်နောက်တခြားကလစ်တွေပျောက်တယ်ဒါတွေကျွန်မဘာမှမပြောလို့တော့အဲ့နဲ့ကျွန်မဆိုင်ရပန်လူကြီးခေါ်တယ်တက္ကလူကြီးခေါ်တယ်ဟောပြမရင်တမေးတယ်အယုတ်ပြက်လာတဲ့အကြောင်းမေးတယ်အဲ့ချိန်မှာဆိုင်ရပန်လူကြီးရောက်မလာသေးတဲ့အချိန်မှာကျမအော်ရဲတဲ့အောင်ကြားရတယ်တခါလေသူတို့အိမ်ထဲမှာသူတို့အမေရှိရသူတို့အမေကကျမဘဝနာလာကြည့်ရလာကြည့်ပြီးတော့ စ္စည်းတွေကိုမီးရှို့တယ်။ဘာလို့ဆိုတော့ဟုတ်လည်းမသိဘူးပေါ့နော်။ရှို့တယ်ပြီးတော့အထဲကိုဝင်ဆက်တဲ့အချိန်မှာဝင်မေးတဲ့အချိန်မှာသူ့ကလေးတွေဘာမှမယူရပါဘူးတဲ့။ဒါတခြားအိမ်ကကလေးကပေးရပါဆိုတခြားအိမ်သမီးရဲ့တခြားအိမ်သမီးရောအဲ့တခြားအိမ်ကကလေးတွေကိုဆက်မေးတဲ့အချိန်မှာသူတို့ရဲ့မိဘတွေကလွလွလပ်လပ်ပဲပေးမေးတယ်။ဒါပေမဲ့ဒီအိမ်ကမဟုတ်သမီးဒီရောက်ကရင်းပြဟုတ်တယ်မလားဒီရောက်ကကြားကလေးပြဟုတ်တယ်မလားသူပြရလဲပါဖြစ်တယ်ဖြစ်တယ်အဲ့ငယ်ဒါဆိုရင်လူကြီးတွေလည်းပါရင်လည်းဝင်ကြည့်လို့ရမှာလို့စိတ်ကြိုက်ကြည့်ပါတဲ့ အဲ့နဲ့ကျွန်မလည်းအိမ်ထဲကိုဝင်ပြီးကြည့်တဲ့အချိန်မှာကျွန်မအခန်းထဲကကျွန်မရဲ့စိတ်ပတိတိသူတို့ရဲ့အိမ်ခန်းထဲမှာတွေ့တယ်။နောက်ကျွန်မခန်းထဲမှာထားတဲ့ဝတ်ပုံအယုတ်ကလေးချိန်တဲ့ဟာလေးသူတို့အိမ်ထဲမှာချိန်ထားတယ်။ဟုတ်ပြီဒါတော့တက်တည်ပဲယူတော့မယ်။အဲ့မှာအဖေကပြောတယ်။ဆက်မရှာပါနဲ့ရောတဲ့။တဲလွန်စာရနေပြီပဲတဲ့။အဲ့နဲ့ကျွန်မလည်းဆက်မရှာတော့အတိုင်းမထားလိုက်တယ်။ထားပြီးတော့ဘလို့ပဲမိမိဒီမိန်းမ သူ့သားသမီးကို cover ပေးနေရ protect လုပ်နေရဆိုတော့အေးထားလိုက်ပါတော့ပေါ့။လက်ပြန်နေလဲဆက်တနာရီမှလူကြီးပို့ပြီးတော့မှလူကြီးဆောင်ရနဲ့တွေ့ကြမယ်ဆိုပြီးတော့လူကြီးကြီးပို့ပြီးတော့စုံနေမိသားစုနှစ်ခုခေါ်ရကလေးတွေကိုခေါ်ရ။အဲ့ဒီအချိန်မှာသူတို့လွှဲချလိုက်တဲ့အင်ကကလေးကလုံးဝအဖြေရမနေညာအတိုင်းပဲဒါပေမဲ့ဒီနေ့ကလေးတွေကတော့အဖြေရပြောင်းနေပြီ။ဒီလားတခြားဒီကျမပထမဆုံးဝင်တဲ့အင်ကကလေးကအဖြေရပြောင်းနေပြီ။ပြောင်းနေပြီဆိုတော့ဟုတ်ပြီ။သူ့အမေကလည်း ဒီမှာမနော်တခြားအိမ်ရကလေးတွေရဲ့မိဘတွေဒီကျမရင်းနေဝင်နေချိန်မှာမတ်တက်ရပြီးနေတယ်ဒါပေမဲ့ဒီမိမသည်ပထမအိမ်ကကျမမြင်လိုက်တဲ့အိမ်ကမိမသည်ကျမရဲ့ဆိုဖာပေါ်မှာထိုင်နေမိမ့်မိမ့်လူကြီးတွေနဲ့ခဲထားလိုက်ပါတော့ဆိုတော့စစ်မေးတယ်မေးတဲ့ချိန်မှာတခြားမိဘဘာဝင်ပြောလို့သူကတမီးဟုတ်တယ်မလားဖေချိန်တော့လာပြရလဲအယုတ်ကိုအဲသူကလေးကိုဒီလိုပြောရတယ်အဲ့တော့ကိုက ါဆိုတော့လူကြီးရှင်နေစမပြေဘူးဆိုပြီးလူကြီးဆောင်ရာတွေပဲထဲမှာထားကိုကထဲမှာနေတကားကိုပိတ်ပိတ်ပြောကလေးတွေကိုစစ်မေးလိုက်တဲ့အချိန်မှာစမထင်းတဲ့အတိုင်းပဲပထမဝင်တဲ့အိမ်ကကလေး၂ယောက်ရှိတယ်။ယောက်ျားလေးတယောက်မိန်းကလေးတယောက်အဲ့ဒီကလေး၂ယောက်ကဘလို့ဝင်ခံလဲဆိုပထမကောင်လေးကကျတော့ဖုန်းကိုသူ့အိမ်ရဲ့အပင်အောက်မှာမြုပ်ထားပါတယ်တဲ့ပြီးတော့အငယ်မလေးကကျတော့ဟွာတဲ့ဆွေတို့နဲ့ပတ်စံအိတ်ကိုသူ့အမေပေးထားပါတယ်တဲ့ကဲသူ့အမေလက်ခံထားတယ်တိတယ်တိတယ်မနေ့ကလေးက ဒါပေမဲ့မနေ့ကလေးကကျွန်မကပြောလဲဆိုရင်သူ့သားသမီးယူတာမှန်နေဆိုရဲတက်တည်ရှင်သူ့ရှိမှရှိုက်သွားလို့ရတယ်အဲ့တော့မနေ့ကစပြီးတော့မှမြင်တဲ့ချိန်ကစဒီနေ့အမှုမှန်ပေါ်ရည်ဒီကျွန်မဒီဒီကလေးကိုတစ်စက်မှချိန်မချောက်ဘူးអော်လဲမអော်ခဲ့ဘူးဘာမှမပြောခဲ့တာဆိုတော့ဖုန်းတလုံးပြန်ရပါတယ်အယုတ်တွေကိုသူတို့ပြစ်လာတယ်တွေ့အယုတ်ပြန်ရပါတယ်ဖြတ်စီသွားတဲ့ဟာတွေတံမိုးကျွန်မမတောင်းဘူး fancy ပစ္စည်းတွေဟာကျွန်မမတောင်းဘူးဒါပေမဲ့ကျွန်မဆရာယူသွားတဲ့ ရွှေလက်အရွှေဆွဲကျိုးရွှေလက်ဆော့လုံးဝီလက်ဆော့လေးခွင့်ရဲ့တံမိုးပြီးတော့ပတ်စံအိတ်နဲ့ပတ်စံအိတ်တွေမပါဝါရင်ဝီတံမိုးသိမ်းတော့ပြန်လို့ဈေးမှာရဲ့လို့ဒီလောက်နဲ့ပဲခြေလေးလိုက်တယ်ဒါပေမဲ့မင်းညကတော့ပြောလိုက်တယ်ကဲအမှန်မပေါ်ဘူးဆိုလို့ရှင်ရင်တော့အဖေကလည်းပြောတယ်ခရရင်တက်တင်တက်မယ်ရဲခေါ်ပြီးစစ်တင်စစ်မယ်တော့ جماعه အမှန်တင်ခုံမဟုတ်ခြေထောက်နဲ့တက်သွားတယ်ခြေထောက်ရာတွေလက်ဝေးရာတွေရှိရဖြစ်တဲ့အတွက် جماعه မခြေရေးပေးနိုင်မှုတိုင်းသွားမယ်ဆိုအခု တန်ဖိုးနဲ့ညီရဲ့ပစ္စည်းကိုကျွန်မတန်ဖိုးအော်ပျောက်သွားတဲ့ပစ္စည်းနဲ့ညီမရဲ့တန်ဖိုးကျွန်မပြန်တောင်းတယ်။ဒါပေမဲ့ကျွန်မရဲ့ရွှေလေးဒီအရင်ကဝယ်ထားဖြစ်တဲ့အတွက်အရင်ဈေးနဲ့ပဲပြန်တောင်းတယ်။အခုခေတ်ဈေးနဲ့ပြန်မတောင်းသူတို့ဒီမရှိဘူးလက်လုံးလက်စားကျွန်မသိတယ်။အဲ့လိုဖြစ်တဲ့အတွက်ကျွန်မဒီတိုးလဲမတောင်းဘူး fancy ပစ္စည်းတွေတန်ဖိုးလည်းမတောင်းဘူးတန်ဖိုးရှိတဲ့ဟာတွေပဲကျွန်မပြန်တောင်းခဲ့တယ်။ဆိုတော့မိဘအများကြီးလိုတာပေါ့နော်မနေ့ကတည်းကတည်တယ်တည်ရတာ ਨੇ သူတို့တိတ်တိတ် ဖြစ်စီကိုပြန်ပြီးလိုက်တယ်တောင်းပန်လိုက်တယ်ဆိုနေလောက်နေရင်ပြီးသွားမှာဒါပေမဲ့သူကမဟုတ်သူကိုယ်တိုင်ကလိန်ပြီးသူကိုယ်တိုင်ဖုံးပြီးသူကိုယ်တိုင်ကလေးတွေကိုလိန်ပြီးတင်ပြီးဆိုတော့တမန်ဒီအញ្ញချောင်းဆရာမတရားကိုဖြစ်ခဲ့တဲ့အတွက်ကြည့်လိုက်တာနဲ့ဒီကလေးကလိန်တာလားဒီကလေးကမလိန်ဘူးလားကျမမနေကြရသေးတယ်ဒါပေမဲ့ကျမကမပါချုံမလို့ဒါပေမဲ့အဲကြောင့်လူကြီးနေပဲလွတ်ထားလိုက်တယ်ဆိုတော့ဒီနေ့အလုံးလုံးပေါ်သွားပါရဲ့ပေါ်သွားရဲ့ဘောနော်ဒါပေမဲ့ကျမရဲ့ကလစ်တွေကျမရဲ့အယုတ်တွေကျမရဲ့ fancy ဖြစ်စီတို့ခုမှပြန်မရအောင် ပြန်မရလည်းနေပါစေဘယ်သူလောက်တယ်ဆိုတာသိရပြီဆိုရင်ရပြီအဲဒါကြောင့်ဒီခေတ်ကကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်အိနေနာချင်းတစိမ့်တို့မှာစိတ်မချရအောင်ဒါကြမတကားဟုတ်တေချာပိတ်ခဲ့ပြီနော်ပထမရက်ကတော့မှသူများအိမ်မှာဝင်လာသူတို့ဟုတ်လားမဟုတ်လားမသိပြီမဲ့ပတ်တာကိုရိုက်ချိုးသွားရဲ့အနေထားဆိုတော့ကျမပြောချင်တာကတော့မိဘပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်အုတ်ထင်းတို့ကကိုယ်ကလေးတွေကိုတေချာဆုံးမတက်နေချစ်ပါမနစ်နဲ့ကိုယ်ကလေးကိုချစ်ရကနေပြီးတော့ဖုံးသွင်းရကနေပြီးတော့မှ လေးကိုနှစ်လိုက်တလို့ဖြစ်သွားတယ်။အဲ့လိုမျိုးမဖြစ်စေချင်ဘူး။ဒါကြောင့်မို့ကျွန်မစီမှာဒီကလေးနဲ့ဒီကလေးတွေနဲ့ပတ်သက်တဲ့ဗီဒီယိုရှိတယ်။တက်တေခံဖြစ်စေတွေတက်တေတွေရှိတယ်။ဒါပေမဲ့ကျွန်မတခုမှချမပြဘူး။ဘာလို့လဲဆိုတော့ဒီကလေးရဲ့အနာခက်ဒီကလေးတွေကအမေကိုယ်တိုင်ကမတွန်တဲမဆုံးမပဲနဲ့ဒီဟာတွေကိုလက်ခံထားရဲဆိုပြီးဒီကလေးတွေရဲ့အနာခက်ကမတွေးရကြပဲ။ကျွန်မကထပ်ပြီးချပြလိုက်မယ်ဆိုရင်ဒီကလေးတွေဒီပုံပြီးအချက်ကွယ်မယ်။အနာခက်မှာအများကြီးဒုက္ခရောက်သွားမယ်။ဒါကြောင့်မလို့ကျွန်မ သူတို့ဟာတွေကိုမချပြဘူးဒါပေမဲ့မိဘတွေကိုစင်းရဲတဲ့ဖြစ်စီချမ်းသာတဲ့ဖြစ်စီကိုသားသမီးကိုပြည့်စီတေးတေးလေးတစ်ခုကစပြီးတော့မှတန်ဖိုးကြီးဖြစ်စီပဲအဆုံးလူမသိပဲနဲ့မယူတက်ဖို့သူများအိမ်ထဲကိုမဝင်တက်ဖို့အများကြီးဆုံးမစေချင်တယ်ဒါစေတနာနဲ့ပြောတာမဟုတ်ဘူးအဲအကြောင်းလေဒီလိုဒီဗီဒီယိုရိုက်တင်တာမဟုတ်တော့ကျွန်မမတည်ဘူးဆိုတော့မိဘတွေကိုသားသမီးကိုတရားဆုံးပါပါဟုတ်ဒီချမ်းသာရဲ့တိုင်ပိုင်းဖြစ်စေစင်ရဲ့တိုင်ပိုင်းအောင်ဖြစ်စေမှန်မှန်ကန်ကန်လောက်တက်ဖို့ ကိုယ်တိုင်ကိုယ်တိုင်လည်းတုံတယ်မှာကိုကိုကိုလည်းပြင်ပြီးဆုံးပါပါ